ွဲမင်္ဂလာပါရှင်နန်းတစိ channel မှာကြိုဆိုလိုက်ပါရယ်ဆရာကြီးမြတန်တင်ရဲ့နိုင်ငံတကာခေတ်သစ်ဂန်ဝင်ဝိထုတို့များတစ်ဆိုတဲ့စာအုပ်လေးတဲကနှင်းຫນွေကမှုံဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးကြပါတယ်ရှင်နှင်းຫນွေကမှုံစဝင်စကားများကိုထောက်ပေးနေသည့်စကားအတန်သည်ကလန်ကာကြားထဲမှပေါ်ထွက်နေသည် ဇက်ဆရာသည်ပြဆက်မင်းသားပါဗလို၏အဝတ်လဲကန်တကားကိုခောက်လိုက်သည်မင်းသားရှိလားဝင်ခဲ့လေဇက်ဆရာခေါင်းဆောင်ပြဆက်မင်းသားပါဗလိုသည်မှန်ထဲတွင်ကြီး၍မိတ်ကက်လူနေရာမှဇက်ဆရာကိုလှည့်ကြည့်လိုက်၏ဇက်ဆရာ မျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲလူဝင်နေလို့လားတိတ်နေနေတယ်မင်းသားယာဒီတိုင်းဆိုရင်တော့ရှေ့ပွဲစဉ်တွေကတော့ဖြစ်ပါမလားမသိဘူးနှင်းတွေကမှုံပြဆက်ကိုချက်ချင်းတင်မဖြစ်မယ် ဒီတိုင်းသာဆိုရင်တော့ညကြီးတောင်ပေးเสียရှိတော့မှာမဟုတ်ဘူးဇက်เสียသည်အဝစ်ဗီဒီယိုကြီးအနည်းတွင်ရှိသည့်တက်တင်ကလထိုင်တလုံးပေါ်သို့ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်ကြဆက်မင်းသားပါဘလိုသည်မိတို့မှမပြောမှန်သေးသို့ပြန်ကြည့်ပြီးမျက်လုံးများကိုခပ်ဖွားဖွားအယောင်တင်နေသည်အတန်ကြာတိတ်ဆိတ်လျက်သူတို့နှစ်ယောက်စလုံးအပြောရခတ်နေကြသည်အလောတကြီးပြောမိမိကိုစိုးရိမ်နေကြသည်ဇက်เสียက နှင်းတွေကမုံပြဇက်ကိုတင်လင်းဒူဝင်ပြီးပတ်ဆံရမည်ဟုထင်နေသည်ထိုဇက်မှာအလိန်အကောက်အသက်အဖြတ်တွေများသည့်ရက်ဆက်ရှုပ်ထွေးသောဇက်လန်းကြီးဖြစ်သည်မင်းသားမင်းသမီးဇယိုက်တွေကလည်းခက်ထန်ကြမ်းကြုတ်ကြသည်ထိုဇက်သည်ပါဘလိုဤစိတ်နေစိတ်ထားနှင့်လည်းလိုက်လျောသည်ထိုဇက်ကိုပါဘလိုကလည်းအသေးလေးကြိုက်သည်ထိုဇက်ကိုသာတင်လင်ဝက်ဝက်ကွဲအောင်သူနမီကြီးအောင်မီကိုသူတည်သည်တို့ရတွင်ပြဆက်ဇက်သိန်းခန်းကိုမူသူစိုးရင်သည် ဇက်သိန်းတွင်ဇက်လိုက်ကဓာထိုးခံရပြီးမိန်ကလေးတယောက်၏ခြေရင်းတွင်လဲကြကတေတော့မြပုံတယုတ်ဆောင်ရမည်ထိုဇက်ကိုတိုက်ကြည့်သည့်အခါတွင်တေကန်နီးဆဲဆဲလှုပ်ရသည့်သူ့မျက်နှာအမူအရာကိုသူအားမရခံစားချက်တို့ကိုမျက်နှာသို့ရောက်အောင်ပို့မပေးနိုင်ခါတိုင်းကဲ့သို့မျက်နှာသေးဖြစ်နေသည့်ဤသည်ကိုသူအားမရမကျေနပ်တို့ရတွင်ဇက်ဆရာနှင့်ဇက်ညွန်ဆရာတို့ကမူထိုတို့မျက်နှာသေးဖြစ်နေခြင်းကိုပင်သဘောကျနေကြသည် ်ထိုအမူအရာသည်ဇက်ကို အထွတ်အထိပ်ရောက်အောင် ပို့ပေးရတွင် အခရာဖြစ်သည်ဟုဆိုကြသည် ထိုအမူအရာအကြောင်းကိုပင် သူတို့တဖွားဖွားပြော၍မဆုံးဖြစ်ကသူတို့ပြဆက်အောင်မြင်မည်ဟုယူဆကြသည်ပါဗလိုသည်သူတို့စကားကြောင့်သွေးကြီးခြင်းလိုလိုဖြစ်သွား၏တို့ရာတွင်ချက်ချင်းပခုံးကိုတွန်းပြလိုက်၏ဘာကြောင့်မှန်းမသိထိုအခန်း၌တရုပ်ဆောင်ရမည်ကိုလန့်နေသည် ထိုအခန်းသည် သူ့စိတ်တွင်အခက်ဆုံးဖြစ်နေသည် ထိုခန်းတွင်တရုပ်ဆောင်သည့်အခါ၌သူ့မျက်နာပေါ်တွင်ဒေါသလည်းပေါ်နေရမည်ဝေဒနာလည်းပေါ်နေရမည်ဘဝကိုခုံမင်တွေ့တာသည့်သဘောလည်းပေါ်နေရမည်မိမတယောက်ကိုချစ်သည့်အချစ်လည်းပေါ်နေရမည်မိမိရှုံးလာခဲ့သည့်အတွက်အဆက်လည်းပေါ်နေရမည်အသက်ကလည်းမထွက်သေးဝေဒနာကလည်းပြင်းပြလျက်တည်ခြင်းကလည်းတဖြည်းဖြည်းနီးလာနေပြီထိုချိန်တွင်မျက်နာသည်ပြင်းထန်စွာခံစားနေရသည့်တံတန်ပေါ်နေရမည်မျက်လုံးတွေကဘလို့ဖြစ်နေရမလဲ နှုတ်ခမ်းအယောင်ကတော့ဘလို့ဖြစ်နေရမလဲအတန်ကတော့ဘလို့အတန်မျိုးဖြစ်ရမလဲလက်တွေကတုံရင်နေရမည်လားဒါမှမဟုတ်လေထဲမှာကုတ်ချစ်နေရမည်လားဒီလိုမှမဟုတ်သေးရင်ဖြော့တော့အားနေနေရမည်လားလက်ချောင်းတွေစီရောက်အောင်ကုန်ခန်းပြော့ကျသွားတဲ့ပုံလုပ်ရမည်လားပါဘလို့ဒီမှန်ရှိတွင်ရရင်စဉ်းစားနေသည်ထိုကြောက်မက်ဖွယ်ကောင်းသောမိကုံများကိုသူမဖြေနိုင်တနေ့လုံးထိုမိကုံများကိုသာမေးနေမိသည် ညာဆိုလင်လဲကောင်းကောင်းအိတ်မပြောထိုဇက်ကိုအချိန်ချင်းတိုက်ကြသည်ဇက်ဆရာနှင့်ဇက်ညွန်းဆရာက ထိုဇက်ကိုတင်ရန်နှစ်ခါသုံးခါချိန်သည်တို့ရတွင်ပါပလိုကအချိန်ဆွဲသည် အခြားတရုတ်ဆောင်များကသူတို့အခန်းကိုသူတို့ကြအောင်တိုက်ပြီးလေပြီစကထောက်မလို့ပဲတရုတ်ဆောင်နိုင်မီဟုကြွားနေကြလေပြီမင်းသားအကြောင်းကိုထိုတစ်စက်လုံးကပြောကြကုန်ပြီမင်းသားကြောက်နေပုံကိုဘေးတွင်မဲ့ရွယ်ပြောကုန်ကြပြီဇက်ထဲတွင်ဖြစ်ကြသည့်ထုံးစံအတိုင်း သူ့ကိုမနာလိုသူမုံထားသူတို့ကလည်းမှုချိုးမြစ်ချိုးပြောကုန်ကြပြီဇက်ကလည်းလူမဝင်ဇက်ဆရာကလည်းနားပူလှပြီဇက်ညွန်းဆရာမှလည်းစိတ်ပြတ်နေပြီထိုဇက်ကိုကလည်းသူ့နမည်ကြီးမိကိုသူတီးသည်တို့တိုင်အောင်ပါဘလို့ဒီထိုဇက်ကိုကရဲ့နေရွှေညရွှေလုံနေသည်ဇက်စားတိုင်မဲမင်းသားစကထောက်ကတဝက်ဟထားသောတကားကြမှခေါင်းပြူ၍မေးလိုက်သည် လာပါအောင်ကွာဟုဇက်ဆရာကလှမ်းခေါ်သည် ဘယ်နဲ့လဲဇက်စရာပြေးလဲပြီလားတိတ်တော့မပြေးလဲသေးဘူးကွရပါတယ်ဒီပြင်ဆက်ရုပ်တွေကအစင်းသင်းဖြစ်နေပြီစာလဲအားလုံးကျနေပြီဒီလောက်လဲစိုးရိမ်နေပါနဲ့အာစတရီးယားစကလုံးတွေမင်းနေကျွန်တော်တို့ထောက်ပေးမှာပေါ့ဇက်စင်ပေါ်မှာလူတွေတပြုံကြီးရှိတာပဲပြီးတော့စင်ပေါ်ရောက်ရင်အားလုံးချောသွားမှာပါပါဘလိုကနှုတ်ခမ်းကိုကြိုက်သည်ကောင်းပြီလေစကျင်လဲစပေါ့လူစုလိုက်တော့ပေါ့စကထောက်သည်အခန်းပြင်သို့ပြေးထွက်သွားသည်ခဏကြာလင်း ခေါင်းလောင်းတန်၃ချိန်ပေါ်လာသည်ဇက်ခွင်ထဲတွင်ကြားနေကြအတန်များကိုကြားရသည်ကဲစမဟေမိရွေဖွင့်အပေါ်ထက်မှပြေးသွားသောမိသမားဤခြေတံများတကားဖွင့်တန်မင်းသမီးဤဝစ်စုံတွှွှန်းွှွှန်းမိတန်တို့ကိုကြားရသည် ထို့နောက်အားလုံးငြိမ်သက်သွားကကလန်ကပွင့်လာသည်ဘလို့လဲမင်းသားလိပ်ပြသွင်းမိပြီမဟုတ်လားဒီတိုင်းဆိုရင်တော့ကျွန်တော်တို့ဇက်သက်တာပေါင်ပြန်ရလိမ့်မယ် ဇက်ညွန်းဆရာကလည်းသူ့ဆက်ကိုတခြားကိုပေးလိုက်တော့မယ်လို့ပြောနေပြီဒီတော့ဒီဆက်တိုက်လို့ကြေသွားရင်စင်တင်မဲ့ရက်ကိုကျင်ညာခြင်းနဲ့ကျင်ညာလိုက်ဗျာတနင်္လာနေ့မှာကမယ်ဟာတနင်္လာတော့မလုပ်ပါနဲ့တောက်ကြနေ့လုပ်ပါတောက်ကြဆိုရင်ကျွန်တော်တို့လေးပွဲ လူပြည့်မယ်ပထမညရဲ့စနေနေ့ညရဲ့တနင်္ဂနွေနှစ်ပွဲရဲ့ဆိုရင်လေးပွဲအပြည့်ပဲခတ်တာကခတ်တာတွေဘာတွေလုပ်မနေပါနဲ့ဗျာဒီနေ့မှအင်္ဂါနေ့ပဲရှိသေးတယ်၃ရက်ဇက်တိုက်ချိန်ရသေးတယ်တပတ်ခါကိုဝစ်စုံပြည့်ဇက်တိုက်မယ် ဲ့ဒီနေ့ကျရင်သတင်းထောက်တွေကိုလည်းဖိတ်မယ်ပိုစတာတွေချိတ်ဖို့လည်းကျွန်တော်ပြောလိုက်ပြီးပြီဘယ်နဲ့လဲလှုပ်လေးဆက်စရာသည်အခန်းထဲမှခတ်တုတ်တုတ်ထွက်သွားသည် ထိုးစင်ကလကကြားထဲမှစကထောက်ဤအတန်ငုံကြားရသည်မင်းသားမြ мян လာမြ мян မင်းသားထွက်ရတော့မယ်ထိုနေ့ညတကောင်ကျော်လောက်တွင်ပါပလိုသည်ဇက်ယုံမှတယောက်ထဲထွက်လာခဲ့သည်ဆက်စီရသည်သူလဲလိုက်မိဟုဆိုသည်ကိုပင်မခေါ်ခဲ့ညသည်ဆူဆွ၍မြူနှင်းတွင်ဝေနေသည် နိုဝင်ဘာလကုန်လူပြီးအေးစိမ့်စိမ့်ဖြစ်လာသဖြင့်သူ့ကုတ်အင်ဂျီကော်လာကိုထောင်လိုက်သည် သူသည်ခြေဥတရာရှောက်သွားနေသည်သူတယောက်ထဲနေခြင်းသည်မုန်းကျက်သောဇက်ယုံထဲမှထွက်၍စဉ်းစားခြင်းသည်ပထမညနီးကပ်လာသည်နှင့်အမျှသူ့ကြောက်စိတ်သည်ဒုထည်ကြီးလာရာထိုအကြောက်မှသူထွက်ပြေးထင်းတင်းရှောင်ခြင်းသည်သူသည်ငေးငိုင်နေသည်ဝေခွဲမြဖြစ်နေသည်ကြောက်လန့်နေသည်ကိစ္စတစ်ခုကိုကြံမြင့်စွာစဉ်းစားပြီးနောက် ဆုံးဖြတ်ရသူတို့တွေ့လေရှိသည့်အတိုင်သူစိတ်သည်လေးလံနေသည် ထိုအခိုက်လေးတွင် သူမိတို့တရုပ်ဆောင်ရမည်နီမျက်လုံးတွေကိုမိတို့ဖော်ပြရမည်နီအသံကိုမိတို့လှုပ်ထားရမည်နီသူသည်နှင်းမုံကလေးတွေတဖွဲဖွဲကြားတွင်ရှောက်သွားနေ၏၆နေသည့်မြေပြင်ကိုလည်းသတိမထားမိဘာကိုမျှလဲမကြားမိမမြင်မိခြေဦးတက်ရသူရှောက်လာခဲ့ရမြို့လေလမ်းမကြီးများနှင့်ဝေးရစည်ရင်သားရက်ွက်ကလေးထဲသို့ရောက်လာသည် စည်ရန်သားရက်ကွက်ကလေးသည်နိုဝင်ဘာညဤကြေကွဲဖွယ်အမောင်ထဲတွင်ဝင့်နေသည်ထိုလမ်းများကြားမှာရာဇဝတ်မှုနှင့်စည်ရန်မှုတို့ကြီးစိုးရာလမ်းကလေးများဖြစ်သည်လမ်းမီးတွေကဝါကြံ့ကြံ့မှုန်ရည်ရည်တခါတရံတွင်မီးနီနီနှင့်ရက်ဆိုင်ကလေးများကိုတွေ့ရတတ်သည်နှင်းတွေကမှုံပြဇက်ကိုစ၍ ဇက်တိုက်သည့်နေမဆာ၍သူသည်စင်ရသားရက်ွက်များသို့လျှောက်ကာအရက်ဆိုင်များလှဖေးဆိုင်များဘိန်ခမ်းများသို့သွားကာဇက်ညွန်းစရာရေးထားသည့်ဇက်ကောင်အမျိုးစားကိုလိုက်ရှာကြည့်သည်တို့ရာတွင် ထိုစင်ခါများကအဖော်ပေါင်းပါသည်ပျော်ပျော်ရွှင်ရွှင်ဟေလာဝါလာယခုမူတယောက်တည်းစိုးရိမ်တကြီးဖြင့်သူကုတ်အင်ကြီးအိတ်ထဲတွင်စိုးရိမ်မှုသည်အထုတ်လိုက်အထဲလိုက်ပါလာခဲ့သည် သူသည်တုံငနေရက်လိုက်ပြီးပတ်ဝန်းကျင်ကိုကြည်လိုက်၏ဘယ်နေရာရောက်နေမှန်းမသိ လမ်းကျင်းကလေးတစ်ခု၏ထိတ်သို့ရောက်နေသည်လက်ဝဲဘက်တွင်မဲမောင်နေသည့်ကွင်းပြင်ကြီးတစ်ခုလက်ရဘက်တွင် သူ့ကိုရန်ညိုးဖွဲ့နေသည့်နှင့်မမကြီးရက်နေသောဆင်းရဲသားတန်လျာများလူတန်သူတန်မကြားရခြေတန်ကိုပင်မကြားရနှင်းမြူထဲတွင်အဝေးရှိလမ်းမီဓာတ်တိုင်မှမီးပွင့်ကလေးများကိုခတ်ဝါးဝါးမြင်ရသည် သူသည်ပြန်လျှောက်လာခဲ့၏ပဝင်းကျင်တဝိုက်တွင်သူ့ခြေတန်ကိုကြားရသည်သူ့စိတ်ထဲတွင် မကြောက်ရံအားတင်းသည်ပဝင်းကျင် တိတ်ဆိတ်လွန်းသဖြင့်သူ့နှလုံးသားသည်အေးဆက်သွားသည်ဟုထင်လိုက်ရ၏ထိုလူမျိုးကိုဘယ်နေရာတွင်ရှာရမည်နည်းလန်တလန်းကိုချိုးကွေ့ဝင်လာခဲ့ကလန်ထိတ်နှစ်ဖက်ကိုမျှော်ကြည့်သည်ဘယ်လမ်းမှန်းမသိခက်လန်းလန်းတွင်မိမသုံးယောက်သည်ရံဖြစ်ကညံ့ညမ်းစွာဆဲရေးတိုင်းထွာနေကြသည်သူသည်တခြားလမ်းများကဆက်လျှောက်လာခဲ့၏ထိုလမ်းများသည်သူရောက်ဘူးသောလမ်းများမဟုတ်သူသည်အားငယ်လာကရင်ထဲတွင်လေးလံစပြူလာသည် အာကောင်တွေလည်း၆လပြီခေါင်းကလည်းတစစ်စစ်ကိုင်နေပြီကံအလျော်စွာအရက်ဆိုင်တဆိုင်ရှိသူရောက်နေကြောင်းသူတွေ့ရသည်သူရှာနေသည့်အရာကိုချက်ချင်းသတိရလာ၏ဇက်ထဲမှဇက်ကောင်လိုလူတယောက်ကိုသူလိုက်ရှာနေသည်မဟုတ်ပါလားရက်ဆက်ကြမ်းကြုံ၍အကျဉ်းနာကင်းသည့်လူမိုက်တယောက်တောက်ကြနေညာဆိုလင်ထိုအခန်းကိုတရုပ်ဆောင်ရတော်မူတကားလက်ကင်ကိုလှည့်၍ဆိုင်ထဲသို့ဝင်လာခဲ့သည် စူဝါနန်စော်သည့်အနံ့ကြီးတစ်ခုကသူ့မျက်နာကိုစီးဟပ်လိုက်၏အခန်းချင်းကလေးကညစ်ပေလျက်စပွဲသုံးလုံးမှလူတွေရှိပြီးတစ်လုံးမှလစ်လက်နေသည်ကောင်တာနောက်တွင်လူဝဝကြီးတယောက်ထိုင်ပြီးသတင်းစာဖတ်နေသည်သူဝင်လာသည်ကိုမြင်သည့်အခါတွင်အံ့အားတင်သွားပုံရ၏စပွဲတွင်ထိုင်ပြီးကုတ်အင်းကြီးကျဲသည်များကိုဖြုတ်နေစဉ်တိုးတိုးပြောတံများကို ကြားရသည်စပွဲတလုံးတွင်ခန့်နွမ်းနွမ်းမိမကြီးတယောက်ခွက်ကြီးကြီးထဲမှအရက်ကိုတကြိုက်ချင်းတောက်နေသည် ။နောက်ဇပွဲတစ်လုံးတွင်ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်တွတ်ထိုးနေကြသည်။နောက်ဆုံးဇပွဲတွင်မူလူနှစ်ယောက်ဘာတောက်မလဲ။ဘာဖြစ်ဖြစ်ဗျာ။ဒီဟာရှိသလား။ဆိုင်ထဲသို့လက်အိတ်ချွေ၍ဝင်လာမိသည်ကိုနောင်တရသွားသည်။သူ့လက်ထဲတွင်ဝတ်ထားသည့်လက်စွပ်များကပြူးပြူးကြီးပေါ်နေသည်။သူ့ရာတွင် မတက်နိုင်မီအနေရရှိသည့်နေရာမျိုးသို့ရောက်လျင် သူလုံနေကြတဲ့အတိုင်းဤသူကိုမြထီမထင်ဟန်ဆောင်ထားလိုက်သည်။ တောင်စပွဲတွင်ထိုင်နေသည့်လူနှစ်ယောက်ကိုပမာမခန့်သည့်မျက်နှာထားဖြင့်စိုက်ကြည့်သည်လူနှစ်ယောက်ကသူနှင့်မျက်နှာချင်းမဆိုင်သူတို့နှစ်ယောက်မှာအဝတ်အစားခန့်နွမ်းနွမ်းလူစိုးများဖြစ်ပုံရသည်ထိုင်နေရင် သူ့အကြောက်သည်တဖြည်းဖြည်းပျောက်သွားကစူးစမ်းလူစိတ်ပေါ်လာသည် ထို့နောက်ဝမ်းသာသွားသည်သူတို့နှစ်ယောက်အနက်တစ်ယောက်သည်သူ့အတွက်နမူနာဖြစ်နိုင်သည် သူတို့နှစ်ဖူးကခက်ကျင်းကျင်းမျက်လုံးများကထူထဲသော မျက်ခုံးမွေးအောက်တွင်ခြိုက်ဝင်လျက် အမွေးပြိုင်ပြိုင်ထနေသောလက်မလက်ချောင်းတူတူကလေးများနှင့်ညစ်ပတ်သည့်လက်သေးများကလက်သေးဆွယ်ကြီးများနှင့် အောင်မေတို့ကရှေးခေတ်ဦးတရိတ်ဆန်တကောင်ဤမေယွန်းကြီးများလိုငေါထွက်လျက်သူတို့ကိုစိုက်ကြည့်နေမှန်းသိသည့်အခါတွင်လူနှစ်ယောက်သည်တစုံတရာကို တီးတိုးပြောကာဆိုင်ပြင်သို့ထွက်သွားကြသည်အချိန်တော်တော်ကြာသွားပြီးမိမကြီးမှဇပွဲပေါ်တွင်ခေါင်းတင်၍အိပ်ပျော်နေသည်ယောက်ျားနှင့်မိမမှတွထိုးစေရက်ဆိုင်ကလူကြီးကလည်းသတင်းစာကိုဖတ်နေစေ ပါဘလိုသည်ထိုင်ရမထကငွေရှင်းပြီးနောက်ဆိုင်ပြင်သို့ထွက်လာခဲ့သည် အပြင်တွင်အေးတက်နှင့်နှင်းဖြူတို့သည် ခက်စောစောကလိုမှုံရီဝေဆိုင်စေသူသည်လမ်းကြားလေးကို မျှော်ကြည့်လိုက်၏ဘဲဘက်ကိုတွားရမည်မသိကိစ္စမရှိဆက်သွားနေလျင်တနည်းအားရကိုတော့ရောက်လိမ့်မည်လမ်းကြားလေးမှာလူသူကင်းရှင်းကတိတ်ဆိတ်လျက်သူ့ခြေတံများသည်ပဲ့တင်ထက်နေသည်စလေတလေးကို သူမင်းကြီး၏ရှေးလျားကျင်းမြောင်းသည့်လမ်းကလေးများ တူတောင်းကျင်းမြောင်းသည့်လမ်းကလေးများထို့နောက်တိရွတ်တို့ကင်းမဲ့သောတစ်ပင်များတန်းစီပေါက်နေသည့်လမ်းမကြီးတစ်ခုကိုဘွားကနေတွေ့လိုက်ရသည်အစုံတွင်မဲနက်သောဆက်ယုံအဆောက်အုံကြီးကိုမြင်ရ၏ယိုဒန်ရက်ွက်တို့ သူရောက်နေပါဘကောသူသည် လမ်းမတွင်ရက်ကတက္ကစီကားမီးအောင်ကိုမျှော်ကြည့်သည်သူရတွင်မမြင်ရနောက်မှခြေတံများကိုကြားရ၏လှည့်ကြည့်လိုက်သည့်အခါနှင်းမြူထဲတွင်လူနှစ်ယောက်တံတံကိုမြင်လိုက်ရသည်ထင်သည် ဆိုင်내ကလူတွေများဖြစ်မလားသူသည်ဆက်၍လျှောက်လာခဲ့သည်ထိုစဉ်လက်မောင်းနှစ်ဖက်သည်သူ့ကိုနောက်မှချုပ်ကင်လိုက်ပြီးနောက်ခြေတစ်ချောင်းသည်သူ့ခြေထောက်ကြားထဲသို့ရောက်လာသည်သူလဲကျသွား၏ထိုနောက်ရင်ဝတွင်စူးကနေဖြစ်သွားသည်အိဆက်သောအတွေ့ကိုသူတီးလိုက်၏ထိုနောက်သူသတိမရတော့မျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါတွင်သူ့အားပွေချီ၍လူနာတင်ကားပေါ်သို့တင်နေသည်ကိုတွေ့ရသည် လက်ဝဲဘက်ရင်ဘက်မှာမခံမရနိုင်အောင်နာနေသည်အာကောင်တွေ6အောင် အသက်ရှူ၍မဝဘဲဖြစ်နေသည်သူ့နှဖူးကဆူဆွလျက်နှာခေါင်းထဲတွင်အေးဆက်နေသည် ပင်မအာကုံမှုနှင့်နှုံးခွေမှုသည် သူ့ကိုယ်လက်အင်္ဂါများထဲသို့တဖြည်းဖြည်းရောက်လာနေပြီသူ့ကိုဓာဖြင့်ထိုးလိုက်သည်ကိုဝိုးရွာရာသတိရသည် သူတရားတော်မြည်ထင်သည် ထိုးစဉ်တစ်ခုကိုသူချက်ချင်းသတိရလိုက်၏အမှုအရာ သူ့တသက်တွင်တကားမျှမတွေ့သေးသည့်အမှုရာရပြီရပြီမြန်မြန်လှုပ်စမ်းပါမှန်တစ်ချက်ယူခဲ့စမ်းပါသူသည်ယူသွတ်သွားသည့်နယ်ထထိုင်ရင်ကြောင်ကဒန်းអော်နေသည်စပိန်ဆိုင်စီယာဟိုဇေဖရန့်စ်ဤဒီ expression ကိုပြန်ဆိုသည်ဟုတ်ကဲ့ပါရှင် ဆရာမြတန်သင်းရဲ့ဒီနှင်းတွေကမုံဆိုတဲ့ဝိထုတို့လေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။နိုင်ငံတကာခေတ်သစ်ဂန်ဝင်ဝိထုတို့များတက်ဆိုတဲ့စာအုပ်တော်လုံးပြီးသွားပြီဖြစ်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးခြင်းကြပါစေ။